သေတယ်ဆိုတာကိုကျမ်းစာမှာဘလို့ဖော်ပြထားလဲပေါ့နော်သေပြီးရင်ရောအသိစိတ်ဝိညာဉ်ဆိုတာမျိုးရောကြံသေးလားနော်ပြီးရခန္ဓာသေသွားရင်ဝိညာဉ်ကွာသွားတာကသေတာလား အဲ့ဒီဝိညာဉ်ကရောဘယ်ကိုသွားတာလဲပြည်လူတွေကကောင်းတာလုပ်ရင်ကောင်းတဲ့နိုင်ငံတန်းသွားတယ်လို့ပြောတယ်ကောင်းတဲ့နိုင်ငံအောင်နော်ဒါပေမဲ့ဆိုးတာလုပ်ရင်လည်းဆိုးတဲ့ငရဲဆိုးတဲ့မရဏမီးလောင်နေတဲ့နေရာကိုတန်းသွားတာလားအဲ့ဒါလေးနည်းနည်းရှင်းပြပေးပါအောင်ဆရာလူကသေပြီးွားလို့ရှိရင်ခုနကပြောတဲ့ဝိညာဉ်ကြီးကထွက်သွားပြီးတော့အဲအဲ့ဒီဝိညာဉ်ကြီးကတခြားဘဝင်ရောက်သွားတယ်တော့တခြားနေရာမှာဝင်စားတယ်တော့စသဖြင့်ထင်ကြအဲ့တော့တကယ်တော့သေတယ်ဆိုတဲ့အရာကိုကျွန်တော်တို့ခုနရှင်တဲ့အကြောင်းညာကိုသိရင်သေတဲ့အကြောင်းညာဆိုတာသိလိမ့်မယ်ရှင်းရှင်းလေးပဲဒါစန့်ကျင်မှဖြစ်သွားရင်သေတယ်ဆိုတာရိုးရိုးတန်းတန်းကျွန်တော်တို့သိနိုင်တယ်ဖျားသခင်ကဒီအပင်ရဲ့အသေး ီးကိုမစားနဲ့စားရင်သေမယ်လို့ပြောတာစားတဲ့နေ့မှာပဲသေမှာလို့ပြောတာနော်ဒါပေမဲ့စားတဲ့နေ့နေ့ချင်းသေတာဆိုတော့ဘုရားသခင်ရဲ့တရက်ကနှစ်တထောင်ရှိတယ်အဲ့တော့သူကစားတဲ့နေ့ကနေစားတော့နှစ်တထောင်အတွင်းမှာသေဖို့ဖြစ်သွားတယ်ပြီးလို့ရှိရင်ဘုရားသခင်ကယောမ6တဲမှာအပြစ်ကအဖို့ကသေခြင်းလို့ပြောတာပြီးလို့ရှိရင်ဝိညာဉ်ဆိုတာအသေမသေဘူးလို့ထင်ကြတယ်ဒါပေမဲ့ရေစကြည်လ18တဲမှာကျတော့ပြင်းမာသောဝိညာဉ်သည်အသေးသက်ခြင်းကိုခံမှာဆိုဝိညာဉ်ဆိုတာလည်းသေတယ်ကောင်းပြီအဲ့တော့သူတို့အပင်အသေးကိုသူတို့စားလိုက်တယ်စားလိုက်တဲ့အခါမှာအဲ့အပင်ရဲ့အသေးကဒီအစာအိမ်ကနေမှတဆင့်သွေးကြောတွေဝင်သွားမယ်သွေးကြောတွေကနေမှတဆင့်သေတတ်တဲ့အပင်မှရှိအစိတ်အတောက် တယ်။သွေးရနေနှစ်မှတစ်ဆင့်ခန္ဓာကိုယ်တစ်ကိုယ်လုံးပြတ်နေပြီးခန္ဓာကိုယ်ထဲမှာရှိတဲ့ဆဲတွေအကုန်လုံးစိတ်တောက်တွေကဝင်သွားမှာ။ဝင်သွားလို့ရှိရင်ဆဲမှာရှိတဲ့နယံတွေရောဆဲနယံတွေမှာရှိတဲ့ DNA တွေရော အကုန်လုံးသူကဓာတ်တိုးရတယ်လို့ခေါ်တယ်။ဓာတ်တိုးဆိုတာယူရင်းတောင်လုပ်လိုက်တာ။အဲ့ဒီချိန်ကနေစပြီးတော့အယိုးမှာရှိတဲ့ဆဲလေးတွေကလည်းအားနေလာတယ်။အရင်တော့ကလို့သာဝရအသက်ရှင်တဲ့ version မရှိတော့ဘူး။ဟုတ်တယ်။မရှိတော့တဲ့ကမှအိုက်ဆဲလေးတွေတဖေးဖေးနဲ့ယူရင်းလာပြီးအယိုးတွေဆိုတာလည်းဟိုစားပြီးတဲ့ဆဆကြီးနေရနေစတော့တကူလုံးမှာရှိတဲ့ဆဲတွေမှာအယိုးတွေကလည်းတဖေးဖေးပွာ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 းလာတယ်။အားနေလာတယ်။ နောက်တစ်ခုအာယုံကြောဆဲတွေကလည်းအရင်ဆုံးတွေးခေါ်နိုင်စွာနေ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 လာတယ်။အင်းလို့ရှိရင်ကြွက်သားတွေကလည်းအရင်ဆုံးမကောင်းတော့ပဲနဲ့အာရော့လာတယ်။မျက်လုံးတွေကလည်းမုံလာအရေပြားတွေကလည်းအသက်ကြီးအိုမင်းရင့်ညော်လာတယ်။အဲအသက်ရှူလာတွေအစာချေလာတွေရောစီလန်းကြောင့်တွေအကုန်လုံးကဆဲတွေအကုန်လုံးရန်နေရတယ်ချို့တက်လာတယ်။ချို့တက်ဝိုင်းစားစားချင်းနေမှမသေးသေးဘူးနော်။အဲစားတဲ့အချိန်ကနေစပြီးနှစ်တထောင်အတွင်းမှာတော့နောက်ဆုံးမှသေးပါမှာ။အဲကြောင့်အာရန်အသက်ကဘလောက်ပဲရှိဆိုတော့တထောင်ပဲရှိ။အာရန်နေမွေးတဲ့သူတွေရဲ့ဆိုလို့ရှိရင်သူတို့ကနေမွေးလာတဲ့သူတွေဆဲတွေကဒီတက်ဒီတက်ပုံပုံကြီးချို့ရင်းလာတယ်အဲကြောင့်ပုံပုံကြီးနေ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 ဝါခန္ဓာကိုယ်တစ်ခုလုံးမှရှိတဲ့ရန်နေရတွေကတဖြည်းဖြည်းချို့ရင်းချို့ရင်း ်ချုံရင်းလာတဲ့ခါဆိုတော့လေတော့ရှူနေပါရဲ့အရေတော့တောက်နေပါရဲ့အစားအစာတွေကိုတော့စားနေပါရဲ့အဲ့အားအားတွေအားဖြင့်ဆက်လက်ပြီးတော့သာရရက်တည်နိုင်စွာမရှိတော့တဲ့ခါမှာနောက်ဆုံးလုံးဝတေသွားတယ်လေလေမရှူနိုင်တော့ရေလည်းမတောက်နိုင်တော့အစားအစာလည်းမစားနိုင်တော့ဆိုတော့ခန္ဓာကိုယ်ရဲ့ကိုအားကိုဆက်ပြီးတော့မသွင်းနိုင်တော့အခုနာတော့ခုနစားတဲ့နေ့မှသိမလို့ပြောရစားလဲကိုထာဝရရှင်ရမယ် version သိသွားတာပေါ့အဲ့ဒါလည်းပါတာပေါ့နော်အဲ့တော့ ခန္ဓာကိုယ်ကတည်သွားပြီးတော့ခန္ဓာကိုယ်ရဲ့ကိုလည်းနောက်ထပ်အာကိုထပ်မသွင်းနိုင်တော့တဲ့ခါမှာခန္ဓာကိုယ်ထဲမှာလည်းအာဆိုရယ်ဝိညာဉ်ဆိုတာရှိသေးလားဆိုတော့မရှိတော့ဘူးအဲ့တော့ခန္ဓာကိုယ်ကငဂိုလ်မူရပုံစံရင်းပြန်ဖြစ်သွားတယ်ဝိညာဉ်အာဆိုရယ်ဝိညာဉ်မထည့်ရသေးခင်ပုံစံပြန်ဖြစ်သွားတယ်အဲ့တော့မြေမုတ်ကမြေမုတ်အဖြစ်ကိုပြန်သွားတယ်လူကမြေမုတ်ဖြစ်ပြီးတော့မြေမုတ်ကိုပြန်ရမယ်လို့ပြောတယ်အဲ့တော့သူတို့ကအသိစိတ်ရှိလားဆိုတော့ အသိစိတ်မရှိတော့ဘူးဘာမှမရှိတော့တာအဲကြောင့်ကျန်းတိုင်းမှာစာတန်းကျန်းအခန်းကြီး6ထဲမှာတည်တဲ့သူပါတယ်ကိုရောကိုအောက်မေ့ခြင်းမရှိပါတဲ့နောက်တစ်ခုကမရဏာတို့ဆင်းတော့သူတွေအဘဲတို့ချီးမွမ်းနိုင်မှာမင်းကြီးတဲ့နောက်တစ်ခုကစာတန်းကျန်းအခန်းကြီး135မှာတေလုံတဲ့သူကဘယ်လိုလုပ်ချီးမွမ်းမှာလဲပျက်စီးတွင်တဲ့ကိုရောက်တဲ့သူကဂယုနာတော်ကိုဘယ်လိုလုပ်ချီးမွမ်းမှာလဲတဲ့နောက်ဆုံးတစ်ခုကကျတော့ဒေသနာကျန်းထဲမှာတေသောသူတွေအဘဲရာကိုမှမသိရချစ်ချင်းမုန်းခြင်းညူစုခြင်းမရှိတဲ့တေပြီးရင်ဘာဆိုဘာမှမသိတော့ဘူးခန္ဓာကလည်းမြေမုတ်ဖြစ်ကိုပြန်သွားရင်ဝိညာဉ်ဆိုတာကလည်းသူ့ထဲမှာရှိသေးလားဆိုတော့မရှိတော့ဘူးမရှိတော့တဲ့အခါမှာဘယ်ရောက်သွားလဲဆိုတော့ ဘုရားသခင်ဝိညာဉ်မှတ်မှုတ်သွင်းခင်တော့အဲ့ဝိညာဉ်ပဲတည်းမှာပဲရှိတယ်ဆိုတော့ ဖះသခင်အထဲမှာပဲရှိတယ်။နဂိုဖះသခင်အထဲမှာလည်းမမုတ်သွင်းခင်တော့သူဘာမှမရှိဘူး။ဘာမှမရှိတော့တယ်ဖះသခင်အထဲမှာပဲရှိတယ်အခြေအနေကိုပြန်ရောက်သွားတာ။ဒါကြောင့်မို့ဒေသနာချင်းဆက်နေတယ်မှာလူကမြေမုတ်ကမြေမုတ်အဖြစ်ကိုပြန်သွားပြီးတော့တဲ့ဝိညာဉ်ရတဲ့အရင်ပေးတဲ့ဖះသခင်စီကိုပြန်သွားရဲဆိုတာဖះသခင်မပေးသေးခင်ကဘာမှမရှိတဲ့အခြေအနေဖြစ်ကိုပြန်ရောက်သွားတာဆိုလိုတာဆရာ။အဲ့တော့ဝိညာဉ်ကြီးကတေးပြီးတော့ဖះသခင်ဆိုဒိန်းဆိုပြီးတက်သွားပြီးတော့အာဝိညာဉ်ကြီးကအသိစိတ်ရှိနေတာဆိုလို့ဆိုတာမဟုတ်ဘူး။လုံးဝလူကတေးပြီးလို့ရှင်ဘာအသိစိတ်မှမရှိတော့ဘာဆိုဘာမှမရှိတော့လို့ဆိုလိုတာဖြစ်နေဆရာ။တက်စလာဖုန်းမဲ့ထားပါတော့။အဲ့တက်စလာဖုန်းက ကျွန်တော်တို့ပြည့်ညက်ထားမှာဟဲ့အမင်းတက်စလာဖုန်းမင်းရေထဲကိုမခုန်ချနဲ့ရေထဲကိုခုန်ချမင်းဘက်ထရီတွေရောမင်းမှရှိတဲ့ function တွေအကုန်လုံးကမင်းအရင်တော့အထားပရရှင်းနိုင်တယ်ဒါပေမဲ့မင်းအဲ့ဒါသွားရေထဲကုန်ချလိုက်မင်း function function တွေပြတ်သွားမယ်ဆိုတော့ဒီကောင်နားမထားဘူးဒီကောင်တခါလဲကျွန်တော် vibrate လို့တခါရေထဲ clash ဆိုခုန်ချလိုက်တယ်အဲ့ကောင်ပြန်ကောက်လိုက်တယ် ကောက်လိုက်ပြီမြန်ဘာဖြစ်သွားဆိုအရင်လိုချိုးရင်းလာပြီအဲလေဆွမ်းရင်နေဆွမ်းရင်တော့သုံးနေပြီမြန်သူ့မှာရှိရဘက်ထရီတွေရောသူ့မှာရှိရရန်တွေရတွေချိုးရင်းချိုးရင်းပြီးတော့အချိန်တစ်ခုလဲကြောင်းသေသွားရောအဲ့သူတဲမှာရှိအားရှိသေးလားဆိုတော့မရှိတော့ဘူးလေသူတဲမှာရှိအားမရှိတော့ဆိုတော့သူ့ကိုပလက်ပေါက်ခေါင်းတွေအရင်ကဖြွင့်လိုက်တော့မှပလက်ပေါက်ခေါင်းတွေကနေအားစီသူ့ထဲရောက်ရောက်မှာအဲ့ပလက်ပေါက်ခေါင်းမဖြွင့်ရသေးခင်ဘာအားမှမရှိတော့အချိန်တွေကိုသူကပြန်ပြီးတော့ကြောက်သွားပလက်ပေါက်ခေါင်းတွေမှာအားမရှိသေးတဲ့အချိန်တွေသူ့အားမရှိတော့တဲ့အချိန်တွေပြန်ရောက်သွားတာဒါကပုံဥပမာပြည့်ရဲ့ဆိုပါနော်ဆိုတော့ကျေးဇူးအများကြီးတင်တယ်တော်တော်ကောင်းတယ်နော် ချက်ချင်းသေးတယ်ဆိုတော့လေနှစ်ပေါင်းတစ်ထောင်မှာသေမယ်တရေကတစ်ထောင်နဲ့ညီတယ်ဒါနှစ်ပေထဲမှာပြောထားဆိုတော့ eternal life နော်ထာဝရအသက်ရှင်ခြင်း version ကလည်းသေသွားတာအဲ့ဒီကနေစပြီးစပြီးရဆဲစသေလာပြီလေတဖြည်းဖြည်းနော်ဆက်ရှင်တာမရှိတော့စသေသေးသေးလာပြီနော်ဟုတ်တယ်ကဲဟုတ်ပြီအရင်ကောင်းတယ်နော်ဆိုတော့နံပါတ်3နော်ကျန်းစာထဲမှာဆာလံ6ငွေ5ဘောယောဘာ7ခုငွေ73မှာလဲဗရဏဆိုတာဘယ်လိုပြောတာလဲဘယ်နေရာလဲဆိုတာနည်းနည်းပြောထားပါ